အားလုံးမင်္ဂလာပါအာမနေ့ကလည်းကျွန်တော် live တရားဟောရင်းနဲ့ live လွှင့်ခဲ့တဲ့အချိန်ပဲအခုချိန်သေးတာတခုကတော့ကျွန်တော် America ခီစဉ်ကို ဖြတ်လိုက်ပါပြီလို့ထိုင်းနိုင်ငံကိုပြန်မယ်ထိုင်းနိုင်ငံနဲ့တော့ပါမင်းရပြီဆိုတဲ့ကျွန်တော်မြန်မာပြည်ထဲဝင်มาဖြစ်တယ်အခုမရမချင်းကတော့ကျွန်တော်လောလောဆယ်အခု Australia က America team ပြီးတော့မှ Thai America team နေ Doctor တွေအဲကျွန်တော်လှုပ်ပြီးတော့မှကျွန်တော်တို့ဒီထိရောက်သွားတဲ့နေရာတွေကနေပြီးတော့မှအခုဒီ အဲတချို့ကဒီနေမကောင်းဖြစ်နေသူတွေရှိတယ်အဲ့ဒီလူတွေအအတွက်ကိုကျွန်တော်ဒီအခုဆရာဝန်နေအနှစ်တုပ်ပေါ့အရင်ဆုံးနှစ်တုပ်ရတယ်အခုအဒီအမေရိကအနေနဲ့အဲကျွန်တော်မိတ်ဆွေတွေလာဖို့အစီအစဉ်ရှိတယ်ဆိုတော့အရင်ဆုံးတော့ကျွန်တော် medical team တွေကိုကျွန်တော်အမသွားနိုင်သေးခင်ပေါ့ပါမင်မရခင်တော့ကျွန်တော် medical team တွေကိုကျွန်တော်ပို့ပြီးတော့မှအရင်ဆုံးပေါ့သွားခိုင်းထားတယ်အခုကတော့ဒီ စတင်ပြီးတော့မှလူမှုဝန်ထမ်းလည်းပဲတော်တော်လေးကိုတကားဖွင့်ပေးပြီးတော့လှုပ်ဆောင်ပေးနေတယ်တွေ့ရတယ်တော်တော်လေးကိုလိုအပ်နေတယ်အခုကျွန်တော်ကတော့ shelter စောင့်မဲ့ကိစ္စအခုလူတွေကလမ်းမှာအာလမ်းမှာပဲအိတ်တဲ့သူတွေအများများပြီးများနေတာဖြစ်တဲ့အတွက်ကြောင့်အရင်ဆုံးတော့ကျွန်တော်ကအခုဒီအမျိုးသမီးအမျိုးသမီးအတုံးဆောင်တွေပေါ့အမျိုးသမီးအတုံးဆောင်တွေအများလိုအပ်နေတယ်အဲ့ဒီအတွက်လည်းပဲကုညီချင်တဲ့သူတွေအဲကျွန်တော်တို့အကူညီလို့ရအောင်ကျွန်တော် information တွေလည်းကျွန်တော်ထည့်ထားပေးမယ်အာပစ္စည်းတွေလှူဒန်းချင်တဲ့ဆိုရင် အမျိုးသမီးအသုံးဆောင်ပစ္စည်းတွေပြီးတော့မှကလေးအသုံးဆောင်ပစ္စည်းတွေအာပြီးတော့မှဒီချင်းစပရေးတွေပေါ့နော်ချင်းစပရေးတွေချင်းဈေးခွေတွေမကြခင်မှာတော့ကျွန်တော်ချင်းဈေးအခွေတွေကိုကျွန်တော်ဆက်ယုံကနေအဲမှာဖို့ရှိတယ်အခု loss ရတော့ကျွန်တော်ရေလိုအပ်တဲ့သူတွေစီကိုကျွန်တော်တို့အာဒီ live ဝယ်တာတော့မှကျွန်တော်ဘူးတောင်းကျော်ပဲရသေးတယ်5 500 more 600 ml အာ အရေပလင်းနေကျွန်တော်တထောင်ကျော်ပဲရသေးတယ်အဲ့ဒါတို့ကျွန်တော်တို့လိုအပ်တဲ့နေရာတွေစီဝင်သွားဖို့ရင်အတွက်ကျွန်တော်ခုစတင်ပြီးတော့ဆက်သွယ်နေပြီအာကျွန်တော်တို့ကလူမှုဝန်ထမ်းရဲ့အဆက်အသွယ်တွေနဲ့ပဲကျွန်တော်သွားလို့ရတယ်ချားနီးနဲ့ဝင်လို့မရဘူးဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့အကောင်းဆုံးစတင်မလုပ်ဆောင်နေပြီဖြစ်တယ်ကျွန်တော်လည်းပဲမဝင်ရသေးခင်တော့ကျွန်တော်ထိုင်းရနေပြီးတော့မှကျွန်တော်လိုအပ်တဲ့အရာတွေအားလုံးကိုကျွန်တော်စုစည်းပြီးတော့မှအဲဇက်တိုက်ဇက်တိုက်ကျွန်တော်တို့ပို့သွားမှာဖြစ်တယ် အခုလိုအပ်နေတဲ့သူတွေစိတ်ပိုင်းဆိုင်ရာထိခိုက်နေတဲ့သူတွေအတွက်တော့ကျွန်တော် medical team တွေကိုကျွန်တော်ပို့ဆောင်ပေးပြီးအခုမကြမ်းမှာဖြစ်နေတဲ့သူတွေ medical team တွေရနိုင်သလောက်ကျွန်တော်အခုအကူအညီတောင်းထားတဲ့နိုင်ငံတကာ medical team တွေရောက်ရှိလာဖို့အဲကျွန်တော်ဘန်ကောက်မှာ meeting ထိုင်ပြနေတယ်ကျွန်တော်တို့တန်းပို့တော့မယ်ဟိုဘက်မှာလည်းပဲတို့အတွက်ကျွန်တော်တို့အဲဈေးစကားတွေမှာစားအလုံးကျွန်တော်တို့လည်းပြင်ဆင်ထားပြီးသားဖြစ်တယ် ရိုက်ဒီလိုအရေးမျိုးတွေအဲပြီးတော့မှလောလောဆယ်သူတို့ဘာမှစိတ်တက်ပိုင်းဆိုင်အကြောင်းမစားမတောင်းတဲ့လူတွေအတွက်အားဖြည့်အချွေတာမကောက်အားဖြည့်ဒီဒီဒီ energy bar လေးတွေကျွန်တော်လည်းရနိုင်သလောက်အဲဘန်ကောက်ကနေပြီးတော့မှကျွန်တော်အဲတင်သွင်းပြီးတော့မှကျွန်တော်မြန်ဆုံးအဲအဲခါကုန်းနဲ့ပို့ဆောင်ပေးဖို့မှအစကျွန်တော်တို့အခုလှုပ်ဆောင်နေပါတယ်အဲ့အတွက်ကြောင့် အဲ့ဒီခန္ဓာတွေမှာပါဝင်ခြင်းတဲ့သူတွေရှိရင်လည်းပဲအဲကျွန်တော်တို့ရဲ့ foundation ဖြစ်တဲ့ Emerging Life Foundation Bank account ကိုတွင်းလို့ရတယ်ဆိုတဲ့အကြောင်းပြောပြစေတခုတော့ရှိတယ်ကျွန်တော်ရဲ့စိတ်နဲ့စိတ်ထားအမှန်ကိုကျွန်တော်နှလုံးသားတည်တယ်သူကောင်းတည်တယ်အဲကျွန်တော်နှလုံးသားကဟိုနိုင်ငံရေးမှလည်းမရှိဘူးဘာသာရေးမှလည်းမရှိဘူးကျွန်တော်မှရှိတာကတော့ဒုက္ခရောက်နေသူတွေအခုလုံးဝမျောလင့်ရမဲ့သွားပြီဗျာအဲ့ဒီလူတွေအတွက်ကျွန်တော်နှလုံးသားရှိတယ်ဗျာအဲ့ဒီလူတွေကျွန်တော်ကူညီဖို့အတွက်ဒါဖြစ်တယ် ။မကြောင်တချို့ကလည်းပြောလိမ့်မယ်ဘာသာရေးမှိုင်းတိုက်တဲ့အဖွဲ့တွေရောအမျိုးစုံကအဲရှောက်ပြောလိမ့်လိမ့်မယ်။ဒါပေမဲ့ကျွန်တော်နှလုံးသားတစ်ခုပဲရှိတယ်လိုအပ်နေသူတွေကိုဖြည့်ဆည်းပေးခြင်းနဲ့အခုချိန်မှာတို့မျှော်လင့်ရတယ်မဲ့နေပြီ။အဲအားလုံးအတွက်ကျွန်တော်အကုန်လုံးကိုတပြီလုံးမကူညီနိုင်တော့မှကျွန်တော်တတ်နိုင်တဲ့လောက်တော့ကျွန်တော်တို့လက်လန်းမှီတဲ့လောက်တော့ကျွန်တော်ကူညီသွားဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာတခုပဲအဲကျွန်တော်တို့လှုပ်ရှားတာမဟုတ်ဘူးဆိုတာကိုကျွန်တော်တည့်ပြောရပါတယ်ကျွန်တော်အားတစ်ခုနဲ့ကျွန်တော်လူတစုပဲကျွန်တော် အဲကျွန်တော်ကူညီနိုင်မယ်။ဒါပေမဲ့လူအများအတွက်ကျွန်တော်ကူညီချင်တဲ့အတွက်ကြောင့်အဲ့ဒီမှာပါဝင်ချင်တဲ့သူတွေကလည်းမေးလာတဲ့အတွက်ကြောင့်ကျွန်တော်ဒီ account number ကိုထည့်ထားပေးတာဖြစ်တယ်။အဲ့ဒီကနေမှတဆင့်ကျွန်တော်တို့အဲလူမှုဝန်ထမ်းနဲ့ဆက်သွယ်ပြီးတော့မှကျွန်တော်ဓာတ်ရိုက်ကျွန်တော် foundation နဲ့ဓာတ်ရိုက်ကျွန်တော်လှူဒန်းသွားမှာဖြစ်တယ်။အဲ့ဒီအစားတောက်တွေကကတော့ကျွန်တော်နိုင်ပေမဲ့အခုကျွန်တော်တို့ပါဝင်မဲ့သူတွေအတွက်ပြောပြချင်တာလူတွေအဲတဲခိုလို့ရတဲ့နေရာအဲ shelter ကြီးတစ်ခုကိုကျွန်တော်စောက်ဖို့ရန်အတွက်အဲ တင်ပြလာတဲ့အပေါ်မှာကျွန်တော်တို့အဲ့ဒါလူထောင်နေချီအဆက်မဲ့အဆောင်ကြီးတွေပေါ့အဆောင်ကြီးတွေဆောက်လုပ်နိုင်ဖို့အဲ့တော့ကုန်ကျစရိတ်ကတော့အများများလိမ့်မယ်ဒါပေမဲ့ကျွန်တော်ယုံကြည်တယ်အားလုံးရဲ့အောက်တစ်ချက်တဲတဲ့ပွင့်ပါဝင်မှုတွေအားလုံးကအဒီယာကြီးဖြစ်မြောက်သွားမယ်အလင်းမီကျွန်တော်လောရမယ်အခုလောလောဆယ်ကတော့ကျွန်တော်အဲဒီဒီစာဖို့အတုံးဆောင်လေးတွေပေါ့ဒါတွေလိုအပ်တယ်ဒါပေမဲ့ပိုရေးကြည့်တာတော့မွေးရတီမွေးခဲမှာကျွန်တော်အမြန်ဆုံးဒီ shelter ကိုစောက်မှာပဲအဲသူတို့အတွက်ကျွန်တော်ရင်အေးရမှာဖြစ်တယ် dead body တွေကိုလည်းကျွန်တော်တို့အကောင်းဆုံးမြေမြုပ်တကြိုပေးခြင်းနဲ့မဟုတ်ရင်တော့မှမိတကြိုပေးခြင်းနဲ့အကောင်းဆုံးမှဘာဖြစ်ဖြစ်အကောင်းဆုံးသူတို့လှုပ်ပေးလိုက်ရတဲ့ဆိုတဲ့အရာလေးတခုဖြစ်အောင်တော့ပါရမီဖြစ်ပေးခြင်းနဲ့စိတ်နှလုံးရှိတဲ့အတွက်ကြောင့်တကယ်တော့ကျွန်တော်တပတ်ခါဆိုရင်ကျွန်တော်ကအမေရိကကိုသွားမှာဖြစ်တယ်အမေရိကမှာတလလုံးလုံးအဲကျွန်တော်လှုပ်ရမယ်လုပ်ငန်းတွေရှိတယ်အဲကျွန်တော်အမေရိကအဖွဲ့တွေလည်းစိတ်ဆိုးကောင်းစိတ်ဆိုးလိမ့်မယ်မလာတဲ့ပုံမှာစိတ်နာကောင်းလည်းစိတ်နာသွားနိုင်တယ်ဒါမဲ့ကျွန်တော်ဒါတွေကိုမကြည့်ရတော့ပါဘူး ီဒုက္ခတွေကျွန်မကြည့်ရတော့ဦးတဲ့ကျွန်တော်တက်နိုင်တဲ့လောက်နိုင်တဲ့လောက်ကျွန်တော်ကုညီဖို့ရန်အတွက်ပြင်ဆင်နေပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နဲ့ပါဝင်ကုညီချင်တဲ့သူတွေရှိတယ်ဆိုရင် Emerging Life Foundation အဲ Emerging Life Foundation ဆိုတဲ့အဲ Foundation Thai account ကိုပို့ပေးလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တခါတည်းပြောပြစေဆိုတော့ရှေ့ဆက်ပြီးတော့မှလောက်ရမယ့်အရာတွေအားလုံးကအဲရေရှည်စီမံကိန်းတွေပေါ့နော်လမ်းပြိုသွားတဲ့အရာတွေကတော့ကျွန်တော်တို့ တတ်နိုင်တဲ့လောက်လေကျွန်တော်ကူညီမယ်အုတ်တစ်ချက်သဲတဲ့ဝင်နေနဲ့ကျွန်တော်ပါမယ်ပေါ့ဗျာတပြေလုံးရဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်အများကြီးလိုအပ်မှုတွေဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့အာကျွန်တော်ဝန်တာထားဖို့ကျွန်တော်အရေးကြီးတယ်ဆိုတဲ့အကြောင်းပြောပြစီကျွန်တော်တာဝန်နဲ့အလုပ်လုပ်တာမဟုတ်ကျွန်တော်ဝန်တာနဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်အားလုံးဝိုင်းဝန်းပြီးတော့ကူညီဖို့ရန်အတွက်ကျွန်တော်အားပေးချင်ပါတယ်ပြီးတော့မှဒီကြားထဲမှာရေအဲပေါ်တော့ရေ1000 1400 something ကိုကူညီပေးသွားတဲ့အာမိပိသားစုတွေ နာမည်မဖော်လို့သူမိသားစုတွေအတွက်လည်းအထူးပဲအကျေစုတင်နေဆိုတဲ့အကြောင်းဒီနေ့ညနေဆက်ပြောပြစီဆက်ပြီးတော့မှငွေကြေးရင်းနဲ့မဟုတ်ပဲနဲ့အသုံးဆောင်ပစ္စည်းတွေအမျိုးသမီးကလေးအဲပေါ့နော်မှချင်းအဲချင်းစည်းအဲ့လိုမျိုးတွေကုညီချင်းတဲ့သူတွေရှိရင်လည်းတခါတည်းအဲကျွန်တော်တို့ကိုဆက်သွယ်ဖို့ရန်အတွက်ကျွန်တော်အနေနဲ့အဲကျွန်တော်ကတော့အဓိကထိုင်းမှာရှိတဲ့အတွက်ကြောင့်အဲအခုထိုင်းအဲ information ကိုလည်းကျွန်တော်တခါတည်းပေးသွားမှာဖြစ်ပါတယ်လို့အဲထိုင်း information ကိုအဲ ဒီမြန်မာပြည်ထဲကိုကျွန်တော်ရောက်ပြီဆိုတဲ့မြန်မာပြည် information တခါလဲဆက်ဆက်ဆက်ပြီးတော့ပေးသွားမှာဆိုတဲ့အကြောင်းကျွန်တော်ပြောပြစေဒီရာလေး update လုပ်ချင်ပါတယ်ပြန်ကြရင်လည်းလူမှုဝန်ထမ်းတွေဘုမဆက်ပြီးတော့ဒီလူတွေအကူအညီဖို့ရန်တော့အကူအညီမဲ့ကိစ္စတွေအလုံးဝစတင်ပြီးတော့ကောက်ဖို့ဖွင့်လှစ်ပြီးအပေါ်မှာကျွန်တော် foundation အနေနဲ့ကျွန်တော်တို့အများဆုံးအကူအညီသွားနိုင်ဖို့ကျွန်တော်ပြင်ဆင်လက်ရှိပါတယ်အဲ့ပုံမှာလည်းပါဝင်ချင်တဲ့သူတွေစိတ်ချလက်ချပါဝင်လို့ရတယ်ဆိုတော့ကျွန်တော်တရုတ်ဝင်ကျွန်တော်ကြေညာလိုက်ပါတယ် ကျွန်တော်ဒီလိုလောက်တာတခါမရှိဘူးဒါပေမဲ့ဒီကိစ္စမှာတော့ကျွန်တော်မလုံလို့မရအတွက်ကြောင့်ကျွန်တော်ကိုယ်တိုင်ကြောင်ရလောက်လက်တာဖြစ်ပါတယ်လို့ဒါလေးပြောပြစီကျေးဇူးတင်တယ်ရောက်စီတိုင်းအဲမြန်မာပြည်မှာရှိတဲ့သူတွေရောအခုအဲ့ဒီနေရာမှာရှိနေတဲ့သူတွေရောတကယ်ပဲအဲကြားမှာပါစေအဲဘေးရနေအမျိုးဝါနေလုံမြောက်ပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်